မင်္ဂလာပါကြီးစွနေကြတဲ့ပရိသတ်ကြီးရေဒီနေ့တော့ကျွန်တော်က Micro Zero Skin အကြောင်းစကားပြောချင်လို့ပီရိုလေးတင်လိုက်တာခုလို MMBB Community တကူလုံးကတဝါဝါဖြစ်နေကြတဲ့ Micro Zero ဆိုတာတကယ်ထွက်လာမှာလားဘယ်လိုရုပ်ရည်ရှိမှလဲဘယ်ချိန်မှရမှလဲဆိုပြီးတော့မင်းနေကြတယ်ကျွန်တော်လည်းတိတိကျကျလေးလာပြီးတော့အခုလာပြောပြပေးတာပဲဖြစ်ပါတယ်အရင်ကတည်းက rumor တွေရှိခဲ့တယ်အခု concrete information တွေထွက်လာပြီပြီးတော့ဘာကြောင့်2024ကနေ2025ကိုရှည်တန်းလိုက်ရတယ်ဆိုတာကိုလည်းပြောပြပေးမယ် မီထရိုဇီရိုဟီးရိုးတွေရဲ့ရုပ်ရည်ဥစားဟီးရိုးတွေကိုတယောက်ချင်းစီကြည့်ကြည့်ရအောင်ဒီစကင်တွေကသူတို့ကိုလုံးဝအတင်ပြောင်းလဲပေးလိုက်တာပရမတ်တော်ဟီးရိုးအင်ဇီယာအင်ဇီယာကတော့စိုက်ဘာဖလန့်အာချာစတိုင်ဖြစ်ဖြစ်မဲ့သူမရဲ့လေးကနီယွန်ဘလူးနဲ့ပါပယ်ကာလာတွေရောနေတာကိုတွေ့ရတယ်အရန်ကိုစလီလောက်ထားပြီးတော့ညားတွေကလက်ဆာဗန်လိုမျိုးဖြစ်သွားမှာပါကျွန်တော်က data list ကိုကြည့်ရင်သူမရဲ့ outfit က type fighting cyber ဆွဲလိုမျိုးခေါင်းမှာ holographic visa လေးပါပါတာကိုတွေ့ရရဲ့တကယ်ကိုအနာဂတ်ကနေရောက်လာတဲ့ maximum queen လိုပဲခံစားရနေမှာပါဒုတိယအီရို april april ကတော့ပို့ပြီးတော့ excited ပါသူ့ရဲ့ original fire armor က cyber agent ဖြစ်သွားတယ်အယောင်က red orange fire color ကနေ blue white plasma energy ဖြစ်သွားတာကိုတွေ့ရတယ် diskin ကသူ့ရဲ့ zuan day animation ကိုလုံးဝပြောင်းလဲပြစ်မယ် master လိုမျိုးရုပ်ရည်ရှိတာရှိတာကိုလည်းတွေ့ရတယ်တကယ်ကိုကွန်ပျူတာတွေကထွက်လာတဲ့ စိတ်ရဆက်တယ်လို့ပဲခံစားရနေမှာပါနောက်ဆုံး hero တကောင်ကတော့ roja roja ကတော့အရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ် human from my detective ကိုလိုမျိုးလက်ရှိအင်ကြီးနောက်ပြီးတော့ neon asset တွေပါတယ် profound ကတော့ cyber war ဖြစ်သွားတယ် glowing eye metal blade fire နဲ့ transformation animation က particle effect တွေအများကြီးရှိတယ်။ဘောတကောင်ကလည်းတကယ်ကို cybernetics တန်တန်ကြောင်းသားတော့ကိုမြင်ရရင် လုံးဝအံ့ဩသွားကြမှာပါ။ ဒီဇိုင်းပုံစံတန်းနဲ့မအပြောင်းလဲကောလာဟာလာဒီမီဒိုဇီရိုစကင်တွေရဲ့ဒီဇိုင်းပညာရှင်တွေကတော့တကယ်ကိုခိုင်နေနိုင်တဲ့ရှိပါတယ်။ Overall design philosophy ကိုပြောရရင်တော့ဒီမီဒိုဇီရိုတန်းက Tanto 5 feature city concept ပေါ်မှာဖိပါ။မြင်းမြမာတိုက်ခန်းတွေ၊ neon sign တွေ၊ flying car တွေရှိတဲ့မျိုးမျိုးပေါ့။ Play Runner, Cyberpunk 2077 game တွေမှာတွေ့ရတဲ့ Advanced လိုမျိုးပါပဲ။ Color Palette က mainly blue purple crayon နဲ့ white glow effect တွေသုံးထားတာကိုတွေ့ရတယ်။ဒါပေမဲ့ hero တယောက်ချင်းစီမှာ aqueous color scan တွေရှိနေတာကိုတွေ့ရမှာပါ။ animation white ကတော့ particle effect တွေအားလုံး cyber tan ဖြစ်သွားတယ်။ transition နဲ့ fire eye effect တွေမဟုတ်ဘဲနဲ့ holographic digital glare effect တွေရှိရယ်။ white line တွေလည်း record လုပ်မယ်လို့သိရပါတယ်။ဒီလိုစိတ်လှုပ်ရှားစရာ design တွေအပြင် color halo တခုလည်းရှိပါသေးတယ်။ မီဒိုဇီရိုစကင်စီရင်းနဲ့အတူမတ်ဒီဇိုင်းတွေပါပြောင်းလဲနိုင်တယ်လို့ကြားနေရပါတယ်။ဒါကတော့မွန်လုံးကနေအတီဗျူထားတာမရှိသေးပေမဲ့ဒီစကင်တွေရဲ့ features တဲ့တန်းနဲ့ live app အောင်မတ်တွေရဲ့အသွင်မြင်ကိုလည်း Cyber Punchline နဲ့ Average လုံနိုင်တယ်ဆိုရဲစဉ်းစားချက်တွေရှိနေတာပါ။ဥပမာကြံကဲမှာရှိတဲ့ crit တွေတာဝါရီရဲ့ပုံစံတွေကအစ holographic သို့မဟုတ် neon and ID design တွေဖြစ်လာနိုင်ပါတယ်။ဒါကတော့စောင့်ကြည့်ရအောင်မယ်။ တကယ်လို့သာဖြစ်လာရင်တော့ MMVP experience တကူလုံးကိုလုံးဝပြောင်းလဲသွားစေမှာပါဒီလိုလာပါတဲ့ skin တွေရဖို့ဘာကြောင့်စောင့်နိုင်ရတာလဲဆိုတဲ့အရေးကြီးတဲ့ question ကိုဆက်ပြောရအောင်ဘာကြောင့်2024ကနေ2029ကိုရှေ့တိုင်းလိုက်ရတာလဲကျွန်တော်က relevant software တွေကနေသိရတာကအဓိက reason နှစ်ခုရှိရယ်ပထမတစ်ခုကတော့ quality control into ပါ original design plan တွေက expectation ကိုမမှီခဲ့ဘူး community feedback က average tire quality ကို expect လုပ်နေရယ် ဒါပေမဲ့ insert vision တွေကတော့ flash tire လို့ရုပ်ရည်ပဲရှိခဲ့တယ်။ motor က go back to drawing board လို့လုပ်ခဲ့ရတယ်။ဒုတိယတစ်ခု technical challenge wheel animation system မှာ metro zero effect တွေက current engine limitation တွေနဲ့ conflict ရှိခဲ့တယ်။ especially roger ရဲ့ transformation april ရဲ့ armor effect တွေက performance issue ဖြစ်စေခဲ့ပါတယ်။ပြီးတော့မွန်တွန်းက2025မှာ major engine upgrade လုပ်မယ်လို့ပြောထားတယ် အဲ့ဒါနဲ့အတူ Metro Zero Skin တွေကို optimally shortcut လုပ်နိုင်မယ်ဆိုပြီးတော့ decision လုပ်ခဲ့တာကြောင့်ပါဒါကြောင့်မို့ပိုကောင်းတဲ့ project ကိုကြားဖို့အတွက်စီစမ်းတဲ့ data ကိုကျွန်တော်တို့နားလည်ထားလို့ရပါတယ်လက်ရှိအချိန်အနေနဲ့ထွက်ရှိမဲ့အချိန်လက်ရှိ stack ကတော့အပန်းစာပေါ်မှာ beta testing phase ရောက်နေပြီးဂျွန်က2025မှာ official release လုပ်မယ်လို့မျှော်လင့်ရပါတယ် free order system တွေစတင်နေပြီးဒါပေမဲ့ကျွန်တော်ကတော့ recommend မလုပ်ဘူးဘာကြောင့်လဲဆိုတော့ pricing structure တွေပြောင်းလဲနိုင်နေတယ် official announcement ကိုစောင့်ကြည့်ကြရအောင်။ Testin Fair ရဲ့အပြီးမှာ final adjustment လုပ်ပြီးတော့ global release ဆုံးမှာဟိုတည်ရတယ်။ကျွန်တော်က estimate လုံရင်နဲ့လုံရင်ဂျွန်ကနေဂျွန်လလောက်တည်ရနိုင်တယ်လို့ယူဆပါရတယ်။ဒါကြောင့် guide တို့အချင်းချင်းပြောရရင်တော့ Metro Zero skin တွေက define ထွက်လာမှာ2024ဒီလေးဖြစ်ခဲ့ပေမဲ့2025မှာပိုကောင်းတဲ့ quality နဲ့ရလာမှာတည်ကြပါရစေ။ ဖဲဟီးရိုးရဲ့မီတိုဇီယိုစကင်ကိုအများဆုံးစောင့်နေကြလဲဆိုတာကိုလည်းကောမန့်မှာရေးပေးခဲ့ကြပါဟုတ်ကျွန်တော်ကတော့ Airbag ကိုစောင့်နေတယ် Dismat Warrior Bike ကတိတ်ကိုကောင်းပါတယ်မီတိုဇီယို Upgrade တွေဆက်လက်ရခြင်းတော့ Square လေးလောက်ထားကြပါ Peter Testing Resort တွေရတာနဲ့ချက်ချင်းဗီဒီယိုလောက်ပြီးတင်ပေးမယ် See you in the next one မီတိုဇီယို Unity Party မှာတွေ့ကြမယ်